အားလုံးပဲမင်္ဂလာပါခင်ဗျာအညာသား channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမှာကတော့အရန်ကောင်းလွန်းလာတဲ့အမုံမြင့်ဆိုတဲ့ဇလန်းလေးကိုအချင်းချုပ်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ကဲဇလန်းလေးကိုစလိုက်ကြရအောင်ဗျာဇလန်းရဲ့အစာမှာတော့ကျွန်တော်တို့ရဲ့ဇလိုက်ကြီးကြီးဖြစ်ကြတယ်သိရဦးဆိုတဲ့လူရွယ်လေးတစ်ယောက် ਨੇ သူ့ရဲ့မိမမီးဖွားကနေဗိုက်ကြီးတဲ့ဖြစ်ကြတယ် ခက်ခဲမှဆိုတဲ့မဲကလေးတို့ဟာလူတွေမသိအောင်ခိုးကြောင်ခိုးဝဲထွက်ပြေးဖို့အတွက်ပြင်ဆင်နေကြတာကနေစတာပဲဒီနေရာမှာသူတို့လင်မယားတွေထွက်ပြေးရတာကတော့အကျွေးရှင်တွေကခဏခဏလာတောင်းကြလို့လို့ထွက်ပြေးကြတဲ့သဘောပေါ့ဗျာအခုအကျွေးယူထားတဲ့ငွေတွေဆိုတာကလေသူတို့လင်မယားသုံးဖြုံပြစ်လိုက်တာတော့မဟုတ်ဘူးဗျာအောင်မြင်ကြီးပွားခြင်းလို့စီဝါရေးလှုပ်ရင်းကနေမှငွေလိန်ခံလိုက်ရတာပေါ့ဗျာ ဒီတော့အခုလို ကိုယ်အရင်မှကြီးနဲ့သွားစရာနေရာကမရှိဒုက္ခပင်လည်းဝင်နေတဲ့အချိန်မှာကက်ခဲမောင်ရဲ့အဖေကြီးဖြစ်တဲ့ဥကြုံမင်းဆိုတဲ့တချေကြီးစီကိုအားကိုးလို့စိတ်နဲ့ခလုတ်ထီမှ အမိအဖကိုတကြတဲ့သဘောနဲ့ရောက်လာခဲ့ကြပါတယ်ဒီနေရာမှာအဖေကြီးဖြစ်တဲ့ဥကြုံမင်းကနေတော့လင်မြာဘာလာလောက်တာလဲနေနဲ့ဒီနေရာနဲ့ဘာမှမဆိုင်ဘူးနေနဲ့နှစ်အကြောင်းတွေကိုမေ့လိုက်ပြီးတော့ ခါခါသေးသေးကိုညင်းတော့တာပဲပြောဦးကျော်မင်းမှလည်းသမီးဖြစ်တဲ့သူတွေအရှက်ရစရာတွေစိတ်နာစရာတွေကလည်းရှိခဲ့တာကိုဗျာအမေကြီးဖြစ်တဲ့အမေချူကဘလောက်ပဲဖြောင်းဖြားဖြောင်းပြဦးကျော်မင်းကသူ့ရဲ့ဆုံးဖြတ်ချက်ကို လုံးဝမပြင်ဘူးဗောဗျာဒီတော့အမေချူကပဲသူ့ရဲ့မိတ်ဆွေအတိရဲ့လိပ်စာပေးလိုက်ပြီးတော့နေကြမရှိရင်နေကြရဖို့တွေခိုးပြီးတော့စီစဉ်ပေးရတာဗောဗျာ အမန်တကယ်ကတော့တေဟဦးရောခက်ခဲမာရောကတထေးသားနဲ့တထေးသမီးတွေဖြစ်ကြပါလေ။နှစ်ဖက်မိဘတွေနဲ့ဘလို့မှအဆင်မပြေလို့ပြစ်ပယ်ထားခြင်းခံရတဲ့အပယ်ခံတွေဖြစ်ပါတယ်။တေဟဦးရဲ့မိသားစုကခက်ခဲမာကိုသဘောမကျတာကတော့ခက်ခဲမာရဲ့မာနကြီးကြီးမဟုတ်မခံအရွက်တိုက်တတ်တဲ့ဇယိုက်နဲ့စကားနားမထောင်တာကြောင့်အခြေအတင်တွေအမြဲဖြစ်ခဲ့ကြတာပေါ့။ဒီနေရာမှာတေဟဦးရဲ့မိ ကျော်တတင်စုကလည်းအတော်လေးကိုခက်ထန်မှကျော်ရက်ဆက်ရုပ်မှပြီးတော့ဇက်လန်းနာမည်နဲ့လက်အောက်ကိုဒေါ်တတင်စိုးနဲ့ခက်ခဲမှရဲ့အမုံမြင့်ကဘယ်တော့အခါမှပြီးဆုံးလိမ့်မယ်မသိပါ အမုံတန်တရာတွေအမုံရေစီကြောတွေမှာသူတို့တွေစီးမျောနေကြတာပေါ့ဒီလိုနဲ့ပဲအမေချူကသူတို့လင်မယာနေရောက်တွေ့ခိုးပြီးတော့စီစဉ်ပြေးလိုက်တဲ့အင်းသေးသေးလေးမှာအကျွေးရှင်ရဲ့ရံကနေရှောင်းတာပေါ့ဗျာ ခုလိုမျိုးအကျွေးရှင်တွေရဲ့ရန်ကနေရှောင်းလင်းကနေတင်းဟောက်ဇီးဝယ်ထွက်တဲ့အချိန်မှာအကျွေးရှင်ကမြင်သွားပါလေရောဗျာဒီတော့အကျွေးရှင်သူ့နောက်ကိုတိတ်တိတ်လေးလက်လက်ပါတယ်တစ်ချိန်တည်းမှာပဲအိမ်ထဲမှာခက်ခက်မှတယောက်တည်းကြံတဲ့အချိန်မှာခက်မှကိုကိုညီဖို့အမေချူလွတ်လပ်တဲ့တငယ်ချင်းမိတ်ဆွေတွေငွေအချို့နဲ့အတူရောက်လာကြတာပေါ့မိတ်ဆွေတွေကခက်ခက်မှနဲ့စကားကောင်းနေချင်းအကျွေးရှင်ရောက်လာပြီးတော့ပွဲကြံပါလေရောဗျာ ဒီလိုနဲ့စကားအခြေတင်တွေဖြစ်ကြပြီးတော့နောက်မှာတော့ခက်ခဲမှာပိုက်နာလာပါတယ်ဒီလိုနဲ့ပဲအရေးပေါ်စီးရင်ကိုရောက်သွားပြီးတော့ပြုံးမမောင်းဆိုတဲ့သားယောက်ျားလေးတယောက်မွေးဖွားခဲ့ပါတယ်သူတို့တို့မွေးဖွားစေကိုတော့အမေချိုးနဲ့မိတ်ဆွေတွေကပဲကူညီခဲ့တာပါအဖေကြီးဖြစ်တဲ့သူကရောရက်ခမကြီးတွေကရောလုံးဝမကူညီခဲ့ပါဘူးရက်ခတိကြီးလာကြည့်ကြည့်ပေးမယ်လေမိမဖြစ်တဲ့တော်တရင်ဆိုးကအားငယ်နေတဲ့သားဖြစ်သူ တယောက်ဦးအားတက်လာတာမြင်ကျင်ပေးမယ်လေခက်ထက်မာကျော်မန်တက်နေတဲ့ချွေးမကိုမမြင်ကျင်လို့ဆိုပြီးတော့ကြေးခွင်မပေးခဲ့ပါတကယ်ကတော့ဗျာခက်ခက်မာကအရွက်ကြိုက်တာကလွင်လူကောင်းတယောက်ပါပဲဒေါက်တာနေဆိုးကတော့စိတ်သဘောထားလုံးဝမကောင်းခဲ့ပါနေ့တွေရက်တွေကုံဆုံးလာရင်လည်းပဲခက်ခက်မာဆင်းရဲကနေဆင်းရဲမရဲ့ရောက်လာခဲ့ပါတယ်ဒီအချိန်မှာမြီးကိုချစ်ကြတဲ့ရောက်ခမကြီးဒေါက်တာတင်ဆိုးက သူ့အင်ကအတော်ကြီးနဲ့ခလေးကိုခက်ခဲမှစီကနေအတင်းခေါ်ခိုင်းလိုက်ပါလေရောဗျာဒီတော့ခက်ခဲမှကမီးဖွားတဲ့အချိန်မှာတော့လက်မကြည့်တာမလို့လုံးဝခွင့်မပြုခြင်းပဲလေယောက်ျားနှုတ်သူက သူပါလိုက်သွားပြီးတော့ခဏနေပြန်လာပါမယ်ခရီးပြီးတော့ခွင့်ပြုလိုက်ပါတယ်ဒီနေရာမှာတော်တတင်ဆုကတဆင့်ကဲလာပြီးတော့ခလေးကိုခဏခေါ်ထားခြင်းနေပါလိမ့်မယ်လို့တော့တိရဆိုးကလည်းအမေကိုမလွန်ဆန်းနေတာကြောင့်ညအိတ်ထားခဲ့လိုက်ရတာပေါ့ စဉ်းစားကြည့်ပါဗျာမွေးကင်းစားကလေးမိခင်စီမှာပဲရှိတင်တာမဟုတ်ပါလားအဲ့ဒါကိုသိသိချင်းဒေါသပုံထပြီးတော့ရောက်ကမအင်ကိုခက်ခဲမှလိုက်သွားတာပေါ့ဒီနေရာမှာပွဲအခြေတင်ဖြစ်ပြီးရန်တာမှာတော့ဒေါ်တေတင်ဆိုးကပွဲဆန်ပေးပြီးတော့ကလေးထားခဲ့ဖို့ထားပြောပါလေရောဗျာဒီနေရာမှာခက်ခဲမှရဲ့အရွက်တက်တာကလေဆော့တလွဲကြီးဗျာချက်ချင်းကောက်ကငင်ကပဲတိရောက်ကိုငွေယူပြီးတော့ကလေးထားခဲ့ဖို့ပြောပြီးတော့လက်ထွက်လာခဲ့လိုက်ပါတယ် အခုလို့ခလေးထားခဲ့တော့ဒေါက်တာတင်ဆိုးကသတင်းဖြန့်ပါလီရောဗျအဲ့ဒီသတင်းကတော့ခက်ခဲမှာကခလေးကို မကြွေးနိုင်လို့သူ့စီကိုရောင်းဆားလိုက်တာလို့သတင်းတွေဖြန့်တာပေါ့တကယ်ကတော့ခက်ခဲမှာအရွက်တိုက်တာပါဒီလိုနဲ့နောက်ရက်ရောက်တော့ခလေးကိုနှုတ်တိုက်ကျင်တော့ရက်ခမရဲ့အိမ်ကိုရောက်လာတာပေါ့ဒီတော့အကျင့်ဆိုးတွေကူးမှဆိုးလို့ဆိုပြီးတော့နှုတ်တိုက်ခွင့်မပေးဘူးဗျခက်ခဲမှာလည်းအတင်းခလေးလှုပ်ပြီးတော့အိမ်ပြန်လာခဲ့လိုက်ပါတယ် ီနေရာမှာထပ်ပြီးတော့အရွက်တက်ပြီးတော့ပြောခဲ့ပြန်ပါတယ်။ခလေးကို တိတ်လူကျင်တပဆိုရင်ပိုက်ဆံတွေနဲ့လာရွေးဖို့ပြောသွားပြန်ပါတယ်။ခက်ခက်မှာကလည်းနားလေရခက်တဲ့မိမတမျိုးပါပဲဗျာ။ဆိုတော့ကရောက်ခမကြီးတွေကလည်းငွေထုတ်နဲ့လိုက်ရွေးတာပေါ့။ဒီနေရာမှာခက်ခက်မှာကငွေထုတ်ကိုယူပြီးတော့သူ့သားလေးကိုဒီစကားပြောလိုက်တယ်ဗျာ။ဒါလေဒီပိုက်ဆံတွေကသားရှာပေးထားတဲ့ပိုက်ဆံတွေနော်။အမေတို့ချမ်းသာလိုက်တဲ့နေ့ အမေသားလေးကိုပြန်လာခေါ်မယ်နော်တဲ့ဟုတ်ကဲ့ပါ နောက်ထပ်အပိုင်းတွေကိုညော်ပေးပါဦးနော်